ကောင်းနေပြီငါကောင်းနေပြီ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 သူကကြတော့ဒီတချင်းမှာကြတော့ဒီသူ့ရဲ့ music ဘိုင်းမှာပဲပါတဲ့ခါကြတော့လေဒီတချင်းလေးကိုအားလုံးကသိရင်လည်းကောင်းနေပြီနဲ့ပဲသိကြမှာလေအားကြောင့်မလို့ပါဟုတ်ဟုတ်အမွေပေါ့နော်အဓိကတော့ကောင်းနေပြီပဲကောင်းနေပြီပဲဟုတ် 哎，米龙在吗？李？ အဲကောင်းနေပြီဆိုတော့လေမနှမ်းကြတော့အဲကောင်းနေပြီမှုနဲ့အပြည့်ပေါ်နိုင်တယ်လို့ပြောတော့ကောင်းနေချိန်မှာပါနေလို့မနှမ်းရဲ့အချိုးစစ်တွေအလုံးကကောင်းပြီးတော့ပြည့်စုံနေတဲ့ခါကျတော့ကျွန်တော်မျက်လုံးထဲမှာအမျက်လုံးပိတ်လိုက်တဲ့ချိန်မှာမနှမ်းကိုပဲပြေးမြင်လိုက်တဲ့ခါကျတော့ဒီတခြင်းလေးကိုကျွန်တော်မနှမ်းကိုကန့်လန့်ဖြစ်တာပါဟုတ်အခုအခုလိုပြောသလိုပဲပေါ့ဘာလေးဖြစ်ဖြစ်နှမ်းကိုပဲမြင်လိုက်တယ်ဆိုသလိုပဲလူကိုယ်လေးတစ်ခုပြင်းအဲ့လိုထုံးမှလေးတစ်ခုပေါ်နေမှာပဲမနှမ်းကြတော့အဲ့လိုမျိုးဟိုကိုကို brand ပေါ့နော်ဒါကို brand လေးတိဆောက်ထားတာပေါ့ စိန်နန်းတော့တာမင်နဲ့အမ်မင်းလာတော်ဆိုင်ခွဲကြည့်ရဲ့တကြံအကျိုးစိတ်ရွှေနာသူစီအောင်ဘောတော်ကြီးလာပါပြီနော်မက်လာ22ရက်နေ့မှ23ရက်နေ့အထိ3ရက်တိုင်တိုင်းနိုင်ငံကျော်အညွန့်ညာရှင်များကိုတိုင်းရောင်းချပေးသွားမှာပဲဖြစ်ပါတယ်အထူးပရိုမိုးရှင်းအနေဖြင့်စိန်တယ်များကို25ရာခိုင်နှုန်း discount နဲ့စိန်တယ်နဲ့ရွှေပြူတဲ့အလဲဇီးလိုဝန်ဆောင်မှုဝယ်ယူသည့်တန်ဖိုးအလိုက်မြစ်တာလက်ဆောင်များအပြင်မဟာတကြံအကျိုးအထူးစီစဉ်များစွာရှိလို့ရေနာချစ်သူများကိုစိန်နန်းတော်တာမင်နဲ့အမ်မင်္ဂလာတော်ဆိုင်ခွဲကြည့်ရဲ့စိတ်ရွှေနာအထူးစီအောင်ဘောတော်ကြီးတွင်လုံးဝလုံးမခံပဲလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ် ်လိုက်ပါရယ်ညဆုံးမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါဒီနေ့လက်ကွေးလေးကြောင့်ပဲဆက်ပြီးပြောပြပါအောင်ဟုတ်ဒီနေ့ကတော့ကျောတချင်းလေးဖြစ်တဲ့တချင်းလေးနာမည်ကတော့ကောင်းနေပြီလို့အမိရပါတယ် အားလုံးလည်းဒီသချင်းလေးနားထောင်ပြီးတော့ကောင်းမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တကယ်လေးကောင်းပါတယ်ဟုတ်တကယ်လေးကောင်းတယ်ဟိုအကိုရဲ့သချင်းကအကိုကစီအဆူတော်တော်မီကျော်ဆိုတာလည်းဒါရှိပောက်ပြီးသားပဲလीနော်တည်ပြီးသားလူတည်များပြီးသားပဲအခုကိုရဲ့ကိုပိုင်သချင်းလေးနဲ့ကောင်းနေပြီဆိုရယ်သချင်းလေးမှာနန်းဟိုဒါပါပြီးတော့ဗောနော်ဟိုတရုပ်ဆောင်ပေးတဲ့တရုပ်ဆောင်ခွင့်ပြုတဲ့အတွက်လည်းနန်းလည်းဝမ်းသာတယ်တရုပ်ဆောင်ရတာလည်းပုံလေးတွေကလည်းနန်းဟိုတခြားကာရိုက်တာတွေနဲ့မတူတော့လीနဲ့အားရတယ်ဟုတ်ဟုတ် ဒီတခြားဆိုရင်မနှမ်းကိုပွဲထုတ်တဲ့တခြင်းလဲဆိုလို့ရှိရင်လည်းမမားပါဘူးဆိုတော့အဲကိုရင်းနဲ့ပွဲမှာအများတွေ့ဖြစ်တယ်ပေါ့နော်တွေ့ဖြစ်တော့မနှမ်းနဲ့လည်းတခြင်းလေးလုတ်ဖြစ်တယ်ဆိုပြီးတော့ဒီမနှမ်းကိုဖိတ်ကြားခြင်းဖြစ်ပါတယ်ကျွန်တော်ကဟုတ်အခုနေ့ကအများတန်းစုံနေပွဲတိုင်းလိုလိုပဲပေါ့နော်ဟို၃၅ပွဲလောက်တောင်ရှိမယ်နော်ဟုတ်နော်တောင်ရှောက်အဲ့အချိန်မှာလည်းဟိုအချိန်ကြီးကလေတရက်နှစ်ရက်လည်းမဟုတ်ဘူးနော်ရေပေးလူတွေပါတယ်ဆိုရင်ကြာကြီးပဲတပတ်ကျော်နော်အဲ့လိုမျိုးကြီးတွေဆိုခါကြမောင်နှမတွေပဲတကယ်လို့နော် ချင်းကဒီခက်ဒီခက်မှုပေါ့နော်အခုမေးတဲ့အမားတွေရောညီမတွေရောပေါ့ဒီတချင်းလေးနဲ့စီးမျောပြီးတော့အိမ်မှာလည်းကောက်ကောင်းနေပြီဆိုတော့တည်ရမှာပျော်နေပြီးတော့ဘူးတိုက်လေးပေါ့ဒီတချင်းလေးဒါတည်ရမှာဒီခက်လူငယ်လေးအတွက်ကိုကျွန်တော်ကအဓိကဦးစားပေးပြီးတော့ဒီတချင်းလေးကိုစူထားခြင်းဖြစ်ပါတယ်ဟုတ် ပေါ့နော်ဟိုဒီတရုတ်ဆောင်ရမယ့် character ကိုရေးပေးတဲ့ပေါ့နော်ဗာလေစာပို့လိုက်တဲ့အခါမှာဖတ်ကြည့်တော့လေဟောတချင်းလေးကိုလည်းနားထောင်ကြည့်လိုက်တော့ဟဲ့မစိုးဘူးအခုခစ်နေတော့လုံးဝအညီပဲလုံးဝကိုက်ညီတယ် ဲ့ခါကျတော့အကိုတော်မပြောနဲ့ကွအရန်ညံကောင်းတယ်လို့သူခေနဲ့အညီတကယ်လောက်တက်တယ်တချင်းလေးရလေအားလုံးကြိုက်မယ်ပြီးတော့လဲဟိုတနေရာလေးမှာပေါ့နော်ဥမာဥမာတချင်းလေးတငယ်ချင်းတွေစုံကြပြီဆိုဒီတချင်းလေးတွေနဲ့စုံကြမယ်ဆိုအဲအဲ့လိုမျိုးပုံစံမျိုးလေးတောင်ဖြစ်သွားနိုင်တယ်တချင်းလေးရတယ်တချင်းလေးဖြစ်တာပေါ့နော်ဟုတ်ဟုတ်နှုတ်ကလေးလဲဆွဲတယ်စာသားလေးရလဲလွယ်လွယ်လေးလုတ်ပြီးထားတယ်ပြီးလို့ရှိရင်ရေးပေးတဲ့တေးဆရာလဲအဲဆိုးပေါ့နော်အဲကျွန်တော်ရဲ့ညီအကိုတွေပါပဲသူကရေးပေးထားတာပါဟုတ်အဲမျက်လုံးထဲမှာလေး အဲကောင်းနေပြီဆိုတော့လေမနှမ်းကြတော့အဲကောင်းနေပြီမူးနဲ့အပြည့်ပေါ်နိုင်တယ်လို့ပြောတယ်ကောင်းနေတယ်မှာပါတယ်ဘာလို့မနှမ်းရဲ့အချိုးစစ်တွေအလုံးကကောင်းပြီးတော့ပြည့်စုံနေတဲ့ခါကျတော့ကျွန်တော်မျက်လုံးထဲမှာအမျက်လုံးပိတ်တဲ့အချိန်မှာမနှမ်းကိုပဲပြေးမြင်လိုက်တဲ့ခါကျတော့ဒီသချင်းလေးကိုကျွန်တော်မနှမ်းကိုကန်လန်းဖြစ်တာပါဟုတ်ကိုကသူကပြောမယ်ဆိုလို့ရှင်မောင်နှမတွေကတကယ်ကမန်ရှင်ပြီလေနော်ဟိုဆုံလိုက်တဲ့ပွဲတိုင်းမှာလေထမင်းတူတူငတ်တယ် ရေတူတူငတ်တယ်နော်အဲ့လိုမျိုးတွေကြုံခဲ့ရတယ်အများအများနဲ့ရည်နေရတယ်နော်ဟုတ်တယ်ပြီးတော့လဲခူးကြီးနေရတယ်စကားပြောလိုက်တိုင်းလေးစိတ်ဆင်းရဲတာမရှိဘလို့စိတ်ညစ်ပြီးပူပြီးတော့ရွှေပြက်ပြိုက်ကြနေပါစေဦးတော့တယောက်တစ်ယောက်အပြုံးမပြတ်ဘူးရည်နေရတာလေးနော်အဲ့လိုမျိုးပျော့ပျော့ရှင်းရှင်းနဲ့ပွဲတိုင်းကျော်ဖြစ်နေဟုတ်တယ်ပိုးပျော့ရှင်းရှင်းနဲ့အဲ့လိုမျိုးစုံခဲ့ကြတာဆိုတော့ခါကျတော့အခုတချင်းလေးထဲမှာအဲသူကအနန်းရဲ့အဲဒီချင်းလေးတော့အနန်းနဲ့လိုက်မယ်ထင်တယ်အဲ့ဒါအနန်းလေးတိရစ္ဆာန်ပေးနိုင်မလားဆိုတော့ခါကျတော့အမှန်ပြောထားတာနော်ချိုးပြောထားတာကြပြီအခုဒီတချင်းကိုနှစ်လကျော်ပြီနော်နှစ်လကျော်ပြီဟုတ် အတန်းထက်အလွန်ပေါ့ကျွန်တော်ကြိုက်ပြီးသားဆိုတော့နော်မနန်းကိုပြောထားပြီးသားမနန်းနဲ့ဒါကတော့လောကဟိုတခြားကာရက်တာနဲ့ဆိုရင်တော့ဝင်ဂျင်မားကိုအတက်ဝင်ပါလေဒါကြောင့်မနန်းနေနဲ့အဲဒီဒီဟိုဘယ်လိုပြောမလဲဒီကလပ်မှုတွေမှာလည်းမနန်းဘက်ကနေပြီးတော့တင်တိုက်အားတိုက်လေးနဲ့သူ့ရဲ့ဟိုဟိုဘယ်လိုကိုခန္ဓာအချိုးစစ်လေးတွေပေါ့နော်လှပမှုလေးနဲ့ဒီတချင်းနဲ့ပေါင်းဆက်လိုက်တဲ့ခါကျတော့လောကထွက်လာမှာဆိုအမိုက်ဆက်ဖြစ်သွားတော့လေဟိုဘာမှမလုပ်ဘဲနဲ့ဟိုမြေယိုတွေကို ပေါ်နေတာပေါ်နေတာဆိုအဲ့လိုအရှိရှိတိုင်းဖြစ်နေအဲ့လိုဖြစ်နေတော်တော်လိုက်တယ်ဘောနော်အခုတချို့ပါမီထူးတယ်ပေါ့နော်သူများတဲ့ကိုယ်ဆိုးရှင်မှာစူးစားရတယ်နော်ဟိုအမားတို့စူးစားမကိုယ်ဆိုးစူးစားမနှမ်းကြစူးစားကြမလို့အော်တိုအော်တိုပါဝါဖူးဖြစ်နေအဲ့အဲ့လိုအခုအခုတို့ပြောသလိုပဲပေါ့ဗာလေးဖြစ်ဖြစ်နန်းကိုပဲမြင်လိုက်တယ်ဆိုသလိုပဲလူကိုယ်လေးတစ်ခုပြန်အဲ့လိုထွက်မှလေးတစ်ခုပေါ်နေမှာပဲမနှမ်းကြတော့အဲ့လိုမျိုးဟိုကိုကိုကို brand ပေါ့နော်ဒါကို brand လေးတိဆောက်ထားတာပေါ့အဲ စင်းတပုတ်30จอလေး30จอလောက်ရှိမှာဟုတ်30จอ40နီးပါးလောက်ရှိမှာစီးကလည်းရှိရကျွန်မ music လည်းရှိတယ်အာအနုပညာမောင်သမားတွေကိုလည်းကျွန်တော်အားဖြည့်ထားအဖြစ်တော့ကြောင်းမလို့အဲသူရဲ့အနုပညာကြီးလေးကိုကျွန်တော်အစဉ်ပြောင်းကျွန်တော်ပေးထားပါတယ်ဟုတ်အဲ့ဒါကြောင့်ဟုတ်နေရာတွေတုံးတာလည်းနိုင်နေတယ်နော်နိုင်နေတယ်ဟုတ်တယ်နိုင်နေတယ်ပတ်လုံးဒီမှာ music sport မှာကျွန်တော်ရိုက်တယ်ဆိုတော့ကျွန်တော်ရဲ့ဂျာကြီးကလည်းကျွန်တော်ကိုတတော်တတရားနဲ့ကုညီပံပိုးရဲ့အတွက်ဒီညာလည်းကျွန်တော်ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဂျာကြီးကိုလည်းဒီကျွန်တော်တို့ကိုလည်းဆက်လက်ပြီးတော့ကုညီပေးပါအောင်လို့နောက်ဒီတချင်းလေးကခုနပြောသလိုပေါ့အဲဒီ match လာမကုန်ခင်မှာ ော့ကျွန်တော်ထွက်ပေးမယ်ကျွန်တော်မီဒီယာလေးကိုလည်းအပ်ပါတယ်မီဒီယာလေးတွေနဲ့ဟိုတုံ့ရှားမှုလေးတွေတခုမှုလေးပေါ့နော်အကူညီပြီးတော့ထောက်ပံ့ပြီးတော့အားဖြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ဟုတ်ကိုရဲ့ပုံစံလေးကသူကဒီတိုင်းသားဖတ်သွားတယ်အခုတကယ်ကြည့်မယ်ဆိုရုပ်တရက်ဆိုအခုဆိုတာတရုတ်ဝင်သားထိုင်ဝင်မင်းသားပဲနော်အဲ့လိုမျိုးဒီဇိုင်းလေးဆိုအခုရဲ့ဒီတခြင်းလေးကလည်းအဲဒါအခုအခုလက်ရှိလူငယ်တွေစိတ်ထောက်ပေါက်ရတဲ့တခြင်းလေးပေါ့ပျော်စီတဲ့တခြင်းလေးမြူးစီတဲ့တခြင်းလေးအဲအဲ့ဒါလေးနဲ့ဟိုမှာနန်းနဲ့ပေါ့နော် ပေါင်းဆက်ထားရဲဆိုတော့လေတကယ်ကိုကောင်းပါလားကျွန်တော်တခြင်းလေးရဟိုကောင်းနေပြီဆိုရှင်မန်နဲ့တွဲမြင်ရမယ်ဆိုရဲအဲ့လို logo လေးကိုကျွန်တော်က trade mark နေတယ်ကျွန်တော်ယူလိုက်တဲ့သဘောဖြစ်တယ်အရှိတယ်ဗာလဲဆိုလို့ရှင်ကျွန်တော်ကအရင်ဆိုတာအသေးခွဲတခြင်းလေးဆိုတာလေးများတယ်အဲဒီတခြင်းကလုံးဝမဆိုဘူးအဲ့တခြင်းဆရာလည်းအကိုဆိုကြည့်ပါ brother ဆိုကြည့်ပါဆိုချာဆိုချာချာပါဘောနော်အဲကိုလည်း music type မျိုးစုံပေါ့ အဲအခုထွက်လာရင်တော့လေတွေ့ရမှာပါဒီဇိုင်းမျိုးစုံနဲ့ပေါ့နော်အဲတကြမတိုင်ခင်ထွက်မှာဖြစ်တော့တကြမတကြမှာလည်းဒီသချင်းလေးကအသုံးတက်မယ်လို့ထင်ပါတယ်အားလုံးမြက်လည်း music တိုက်လေးရလည်းစီးမျောနိုင်အောင်ပေါ့ကျွန်တော်စူးစမ်းထားပါတယ်လို့ဟုတ်ကဲ့အခုဆန်နေရလည်းနေပြီးတော့ဆိုတအားများရနော်နေပြီးတော့မှဆိုတော့အဲတော့မီကျော်ဆိုလို့ရှိရင်អော်ရာဟိုသချင်းလေးတောင်းဆိုတာလေးပါတယ်ဟိုဟာလေးဒီမှာရှင်ဘုရားဆံပါအဲအဲ့ဒါလေးအဲ့တပုတ်ဆိုအမြဲတမ်းអော်ရာအခုတော့မီကျော်ဆိုတာနဲ့အဲ့တပုတ်တောင်းပြီဟုတ်ကဲ့ဟုတ်အဲ့လိုအခုလည်းဒါချစ်တဲ့သူတွေများရတယ်နော်ဟုတ်ကဲ့ပါအမ် melody melody ရတော့ထွက်ပါပဲပြောပြတော့မယ် music arrange ကစားလို့ရှိရင်ကျွန်တော်တို့အမ် Dr. B ပေါ့ Dr. B မှာကျွန်တော်တို့ကဟို recording တွင်ထားတယ် mixing ကိုလည်း Dr. B ကဆရာပဲ mixing ခိုင်းပေးထားတယ်အမ် music ကိုကြတော့ကျွန်တော်တို့ဒီဟို soul အဖွဲ့ရပေါ့နော် soul အဖွဲ့ရနေပြီးတော့ကျွန်တော်တို့ဟို support အမ် သူကနေပြီးတော့သူကတီးထားပေးတာပေါ့နော်ဟုတ်သူညူဆိုးဆို music အဖွဲလေးအရင်ကရှိခဲ့လေအဲ့အဖွဲက brother တယောက်နေပြီးတီးပေးထားတာပါဟုတ်ပြောတယ်ပြီးတော့ဟိုကို့အနုပညာမောင်နှမကြီးလည်းဖြစ်တယ်ပြီးတော့အကူနဲ့ကလည်းဒါမောင်နှမကြီးလိုယဉ်နီးထားတဲ့ခါကျတော့အထွေထူးကြီးတအားတယောက်နဲ့တယောက်ပြောစရာမရှိဘူးအကူကလည်းဒါ free type ပဲလေနော်အဲ့ခါကျတော့ပျော်ပျော်ရှင်ရှင်နဲ့ပဲတရုပ်ဆောင်ရတယ်ဘာမှ PR မရှိဘူးအဲ့အတွက်ကြောင့်မလို့ပေါ့နော်ပျော်ရှင်တယ်ပြီးတော့ခါကျတော့ အဲတချင်းလေးကလည်းကောင်းနေပြီဆိုတော့နန်းကလည်းစိတ်ဝင်စားတဲ့အရာမှနန်းအလုပ်ကိုလက်ခံတာအကိုရဲ့တချင်းလေးကအကိုကလွန်ခဲ့တဲ့နှစ်လတည်းကလည်းပြီးနားထောင်ထားတယ်ပေါ့နော်အဲ့ဒါခါကျတော့ဒီအခုခေတ်ခါနဲ့လူငယ်တွေအားလုံးပျော်စရာတချင်းလေးဖြစ်တဲ့အတွက်နန်းကလည်းပါဝင်တရုပ်ဆောင်လိုက်တာဟုတ်နန်းဟုတ်လားနန်းအမှုပညာကြီးကအကိုအများကြီးပြီးရနော်ဟုတ်စုတွေလည်းချရတယ်ဟုတ်ဟုတ်အဲဟိုကောရက်စ်ကကျတော့ကျွန်တော်ကောင်းကောင်းနေပြီကိုပဲဦးစားပေးထားတာလေနော်အဲ့ဒါဟုတ်တယ်အဲ့ဒါအဲ့ဒါလေးတော့များတယ်နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကောင်းကောင်းနေပြီငါကောင်းနေပြီကောင်းနေပြီ ငါကောင်းနေပြီကောင်းနေပြီငါကောင်းနေပြီကောင်းနေပြီငါကောင်းနေပြီတော့ကြတော့ဒီတချင်းမှာကြတော့ဒီသူ့ရဲ့ music ပိုင်းမှာပဲပါတဲ့ခါကြတော့လေဒီတချင်းလေးကိုအားလုံးကသိရင်လည်းကောင်းနေပြီနဲ့ပဲသိကြမှာလေအားကြောင့်မလို့ပါဟုတ်ဟုတ်အမွေပေါ့နော်အဓိကတော့ကောင်းနေပြီပဲကောင်းနေပြီပဲဟုတ်